လူမှုဝန်ထမ်းကဲ့သို့အနေနဲ့ပြည်လင်းနေရာချက်တိုင်းဝင်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့လူမှုကောင်ွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တင်မှာတစ်ခုအပါအဝင်ဖြစ်တဲ့ကိုရင်ဆောင်မိခင်နေ၎င်းတို့မှမွေးဖွားလာတဲ့အသက်နှစ်နှစ်အောက်ကလေးများအောင်ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် MCCT ကို2019-2018ဘဏ္ဍာရေးနှစ်မှာစတင်ကစောင့်ရွက်ပြီးလျက်ရှိပါတယ်။အခု2025-2026ဘဏ္ဍာနှစ်အတွင်းထောက်ပံ့ပေးနိုင်ရန်အတွက်တိုက်ထိတာကြီးနဲ့ပြည်နယ်၅ခုဖြစ်တဲ့ကရင်ပြည်နယ်၊ကယားပြည်နယ်၊နာဂကိုပါအုပ်ချုပ်ခွင့်ရဒေသ၊ရှမ်းပြည်နယ်နဲ့ ERI တိုက်ထိတာ ကြီးအတွင်ရှိ2025ခုနှစ်ဇော်လ30ရက်နေ့အထိကိုဝင်ဆောင်အဖြစ်ရှိနေတဲ့သူများအနေနဲ့ MCCD အစီအစဉ်ခန်းစား권ရရှိရန်အတွက်သက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှူးဒါမှမဟုတ်ဤဆက်ရာလူမှုဝန်ထမ်းရုံများတို့ဇော်လ25ရက်နေ့နောက်ဆုတ်ထားပြီးစည်ရည်ပေးသွင်းနိုင်ကြောင်းအတိပေးနှိုးဆော်ထားပါတယ်။ကိုရီဆောင်မိခင်နဲ့၎င်းတို့မှမွေးဖွားလာတဲ့အသက်နှစ်နှစ်အောက်ကလေးများအောင်ငွေကြေးထောက်ပံ့ကြေးအစီအစဉ်လျှောက်ထားရမှလိုအပ်တဲ့အချက်အလက်များနဲ့ပတ်သက်ပြီးလူမှုဝန်ထမ်းဦးစီးဌာနမှညွှန် ကြရေးမှူးဒေါက်ယီရွှေကအခုလိုပြောပါရယ် ပြီးခဲ့တဲ့နှစ်2024 2025ဘဏ္ဍာရေးနှစ်မှာတော့ကိုဝင်ဆောင်မိခင်ရင်သူကမွေးတဲ့ကလေးတွေအတွက်ကိုအကျိုးခံစားခွင့်ရှိသူ3,534ဦးရှိပါလေရှင်။ကိုဝင်ဆောင်နေတဲ့သူကမွေးတဲ့ကလေးတွေရဲ့အစီအစဉ် NCCD အစီအစဉ်ကရောကျွန်တော်တို့လက်ရှိမှာတော့ပြည်내တိုင်းခုနှစ်ခုမှာအကောင့်တွေဖော်နေပါတယ်။2025 2026ဘဏ္ဍာရေးနှစ်မှာတော့ကရင်ပြည်နယ်၊ကယားပြည်နယ်ရဲ့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ရှမ်းပြည်နယ်နဲ့ AR တိုင်းတွေမှာတော့ကျွန်တော်တို့ထောက်ပံ့ဖို့စီစဉ်နေရရှိပါတယ်ရှင်။ ်ကိုဝင်ဆောင်နေနေဆိုလို့ရှိရင်2025ဂျွန်လ31ရက်နေ့မှာတက်ဆိုင်ရာဟိုရက်ွက်ကျွေးရာအုပ်ချုပ်ရေးမှူးတွေဒါမှမဟုတ်လည်းနီးစပ်ရာလူမှုဝန်ထမ်းရုံးတွေမှာ25ရက်6လ2025နောက်ဆုံးထားပြီးတော့စည်းရင်းပေးသွင်းနိုင်ပါတယ်ရှင်စည်းရင်းသွင်းမဲ့ဆိုလို့ရှိရင်ကိုဝင်ဆောင်စောင့်ရှောက်မှုမှတ်တမ်းပြရမှာဖြစ်ပါတယ်ရှင်ကလေးတွေဆိုရင်လည်းကာကွယ်ဆေးထိုးမှတ်တမ်းသို့မဟုတ်မွေးစည်းနေကိုပြပြီးတော့လျှောက်ထားနိုင်မှာဖြစ်ပါတယ်ရှင်ကိုဝင်ဆောင်တွေကိုတအုပ်ကိုတလ1000ကျွဲနှုံးနဲ့3000ကျင်4000ကျွဲကိုသမတ်ကိုဝင်ဆောင်လ ားပေါ်မူတည်ပြီးထောက်ပံ့လျက်ရှိပါတယ်ရှင်။သဆိုင်ရာတိုင်းလာကြီးပြည်နယ်တည်တည်မှာရှိတဲ့အသက်65နှစ်အထက်ရှိတဲ့တတိပုဂ္ဂိုလ်တွေရောဟိုကိုဝင်ဆောင်မိခင်တွေအားလုံးကျမတို့အစီအစဉ်မှာပါဝင်နိုင်ဖို့အတွက်ကိုနှိစက်ရာရက်ွက်ချေရအုပ်ချုပ်မှုယုံနေကျမတို့ရဲ့ဒီမှုမနာယုံနေမှာပြေပို့ပြီးတော့ရှောက်ထားနိုင်ပြီဖြစ်ပါတယ်ရှင်။ ပြီးခဲ့တဲ့2024-2025ဘဏ္ဍာနှစ်အတွင်းမှာအကျိုးခံစား권ရှိသူကိုဝင်ဆောင်မိခင်နှင့်၎င်းတို့မှမူဖွားလာတဲ့အသက်နှစ်နှစ်အောက်ကလေးစုစုပေါင်းတသိန်း၄,၁,၅၃၄ဦးအတွက်ငွေကြက်တန်ပေါင်း1,569တက်တမ2539ကိုထောက်ပတ်ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုသတင်းတောက်မှဖြိုးဤပိုင်းကသတင်းရယူပေးထားတာဖြစ်ပါတယ်ရှင်။